ဘလောက်ပဲဟိုဘယ်လိုပြောရမလဲအပြင်မှာဘလောက်ပဲခင်ခင်ကြိုးဝိုင်းထဲမှာတော့ပြိုင်ဘက်ပါပဲပြိုင်ဘက်ပြိုင်ဘက်လိုပဲကစားမှာပါဟုတ်သောပြီးတဲ့အချိန်အပြင်ဘက်မှာတော့ကိုကကိုချစ်ချစ်ခင်ခင်နေလို့ရပါတယ်။အိမ်ကတော့နည်းနည်းတော့ပြောထားတယ်။အိမ်ကတော့အဲ့လိုမျိုးတွေမကြိုက်ဘူး။ဟိုကအမေမဆုံးခင်တော့လည်းမလောက်ခံဘောနော်။အမေကလည်းကိုနေ့မှဆုံးသွားဆိုတော့ပိုပြီးကြိုးစားပြပါတယ်။အမေမကြိုက်တဲ့အရာဆိုပေမဲ့မိန်းကလေးမလို့စိတ်မချခဲ့ပေမဲ့ဟိုမိန်းကလေးဆိုလည်းလုံနိုင်နေဆိုတော့ပြပြနိုင်အောင်ကြိုးစားပါမှာမဟုတ်။ ွဲเสียอ่ะအစကရင်ပြည်နယ်ဘက်ကတည်ထားရလို့ပြောတယ်မိကလေးဟိုမှာအဲ့လိုမျိုးအခုကဘလို့ပြန်ချင်းလိုက်လည်းမသိဘူးဟိုဘက်ကအစင်မပြေတာတွေလည်းပါတာပေါ့အဲ့နဲ့သူနဲ့ပြန်ပြီးတော့အသွေးတိုင်းပြန်ဖြစ်သွားတယ်သူနဲ့ကလည်းလောလောဆယ်စီးကိန်းတွေကန့်ဝင်နေတာအတူတူပဲအတူတူပဲဆိုပေမဲ့ဒါပြင်မှာဘလို့ပဲအတူတူပဲဖြစ်ဖြစ်တငယ်ချင်းပဲဖြစ်ဖြစ်အစင်ပေါ်မှာတော့ အာပြိုင်ဘက်ပဲပြိုင်ဘက်လိုပဲထိုးပြအောင်ဟုတ်ဒါကတော့ညီမရဲ့ပထမဆုံးရိုးရထိုးမှာပဲဖြစ်ပါတယ်ဘောနော်အဲ့လိုဆိုတော့ညီမအနေနဲ့တော့အကောင်းဆုံးကြိုးစားပြီးရှင်ပြိုင်တော့မှာပါအာ performance တွေကိုလည်းအကောင်းဆုံးခွင်းထဲမှာလုပ်ပြသွားမှာမို့လို့စောင့်ကြည့်ပြီးပါအောင်ရှင့်အားပေးပြကြပါအောင်ရှင့်ညီမဟိုအားကစားကိုတင်စားလုပ်ပြတာ2023လောက်ကမှစတယ်အလုံးအားလာတိတ်မဲ့ခလဲမဟုတ်ဒါအဲ့တော့ဒီမှာအစိမ့်တက်တက်စပြီးတော့ ဝင်လာစမ်းဆိုကစားသမားဖြစ်နေဝင်လာပေါ့ဝူရှူစမ်းဆိုကစားသမားဖြစ်နေအဲဝူရှူစမ်းဆိုကစားကစားနေနဲ့ဒီဘက်မွေထိုင်းကစားနေရမွေထိုင်းကစားနေစီဂိမ်းမှာပါမယ်ဆိုတော့အာနဲ့မွေထိုင်းကစားနေကိုပြောင်းပြီးတော့ကစားဖြစ်နေလူကြီးတဲ့အခုဂျိုးရောက်တဲ့ဟိုကစားဝဲပြုတ်ပေးတာပေါ့နော်ဘလောက်ပဲဟိုဘယ်လိုပြောရမလဲအပြင်မှာဘလောက်ပဲခင်ကြီးကျိုးဝိုင်းထဲမှာတော့ပြိုင်ဘက်ပါပဲပြိုင်ဘက်ပြိုင်ဘက်လိုပဲကစားမှာပါဟုတ် ။ထိုးပြီးတဲ့အချိန်အပြင်ဘက်မှာတော့ကိုကကိုချစ်ချစ်ကင်ကင်လေးလို့ရပါတယ်။အာအသားနာမှာတော့လူတိုင်းကြောက်ကြရတယ်ဒါပေမဲ့ကိုဝါသနာကဒီအသားနာမှာဘယ်လိုပြောမလဲ။ဒါတိုးတက်မဲ့အရာမျိုးဆိုတော့အသားနာလည်းခံတိုင်းရှိအောင်တင်ရှားလေ့ကျင့်ထားပါတယ်။အသားနာလည်းခံရမှာပဲ။ ဘေးစားရတဲ့ဒါသဘောကျရတဲ့လုပ်ဝင်ရှိမှာဆိုရင်စီးရမျိုးသမီးပေါ့လူဖြစ်မှာအာအဲ့ဒါတော့မက်ဘရိုနီကာနဲ့ဟိုအမနော်မဆိုပါဟုတ်ညီမလည်းအာဘရိုနီကာပါဟုတ်ကဲ့အော်ပြီးတော့ညီမရဲ့ဆီယမဖြစ်တဲ့ဆီယမဆုလာယူပါဟုတ်ယူရလဝိနဲ့ပတ်သက်တယ်ဆိုတော့ညီမရဲ့ဆံမဖြစ်တဲ့ဆံမဆုလိုက်မှုပေါ့ဆံမလည်းပွဲတွေအများကြီးထိုးခဲ့တဲ့ဘရိုနီကာတို့နဲ့လည်းအတူတူထိုးခဲ့တဲ့ဖြစ်တဲ့အတွက်ကြောင့်ဆံမကိုလည်းဒီစားအားကြရပါတယ်ဟုတ် သူတို့ရဲ့ပြိုင်ပွဲတော်ကြည့်ရမက်ဘရွန်ကဆိုရင်လက်တီပိုင်းအရန်ကောင်းတယ်အဲ့လိုမျိုးသူလက်တီပိုင်းလက်တီထိုးတဲ့ဘိုင်းတွေဆိုအရန်ကြိုက်ရဲ့ပြီးတော့သမီးတို့လောလောဆယ် train ပြနေတဲ့ဆရာလေးဆရာထုံးထုံးမင်းဟုတ်ဟုတ်ဆရာထုံးထုံးမင်းဟိုတင်တင်ပြထားတဲ့အရာတွေလည်းအထာတွေလည်းတင်ချာကြိုးစားပြီးထွက်အောင်လုပ်မှာပါဟောမြမယူရလက်ဝင်မှာတော့မိကလေးကအရန်နေတဲ့ဒီကရင်ပြည်နယ်ဘက်မှာပဲမိကလေးပွဲတွေကလုပ်ပြတာများတယ်မြို့ဒီ ရန်ကုန်မှာကြတော့တိတ်ပြီးမရှိဘူးဒီလိုပွဲမျိုးညံ့များဖြစ်ရင်တော့ဟိုဘယ်လိုပြောမလဲပို့ပြီးတော့အခွင့်အလမ်းပို့များမယ်လို့အချိန်ပါဟုတ်အိမ်ဝတော့နည်းနည်းတော့ပြောထားတယ်အိမ်ကတော့အဲ့လိုမျိုးတွေမကြိုက်ဘူးဟိုအမေမဆုံးရင်တော့လည်းမလောက်ခိုင်းအောင်ပေါ့နော်အမေကလည်းခုနှစ်မှဆုံးသွားဆိုတော့ပို့ပြီးစူးစမ်းပြပါတယ်အမေမကြိုက်တဲ့အရာ ဆိုပေမဲ့မိန်းကလေးမလို့စိတ်မချခဲ့ပြီမဲ့မိန်းကလေးဆိုလဲလုံနိုင်နေဆိုတော့ပြရနိုင်အောင်ကြိုးစားပါမှာမို့အဲရမိဘတွေကတော့သမီးကြိုက်တာလို့ဆိုတော့ပဲအဲရမိဘတွေကခွင့်ပြုလုံးလုံးကြီးအပြုလုပ်တာကတော့မဟုတ်ပေမဲ့အဲသမီးရွေးချယ်တယ်လမ်းမို့လို့သူတို့ကတော့ဘီနာနေဘလို့ပဲဖြစ်ဖြစ်အကောင်းဆုံးပို့ပေးကြပါရယ်ပြီးတော့သမီးရဲ့ဆရာနဲ့ဆရာမဖြစ်တဲ့ဆရာကြီးချမ်းနိုင်တဲ့ဆရာမနေနေဇော်ဝင်တို့ကလည်းဖက်ဖက်ကနေပံ့ပိုးပေးပါရယ်ဒီပွဲကနေအတွေ့အကြုံတွေယူပြီးတော့နောက်ပိုင်း မြန်မာဆိုတာဘာလဲဆိုတာအဲ့လိုမျိုး international international မှာခြားပြနိုင်အောင်စွမ်းကုန်ကြိုးစားသွားမှာပါ DM မကတဲ့ပွဲမျိုးတွေလည်းထိုးချင်တယ်ပေါ့ဘာပြောမလဲသူ awareness ချမ်းမြတ်ချစ်တို့ဘာတို့အဲ့လိုမျိုးမျိုးသမီးတွေကိုဆွဲတင်ပေးနိုင်ရိုးရလောက်ဝေတို့ဘာတို့ရိုးရလောက်ဝေကိုအဓိက ထိုးချင်တယ်ပေါ့နော်ဒါပေမဲ့ရိုးရလောက်ဝေကကြတော့ နိုင်ငံတကာတော့တိတ်မရှိသေးတော့ဟောတခြားအဲ့ဒီမွေထိုင်းတို့ဝမ်ချမ်ပီယံရှစ်တို့နဲ့တကယ်လို့ထိုးခွင့်ရမယ်ဆိုရင်လည်းထိုးကြပါမယ်